ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ် ကောင်းမွန်သောနေလေးတနည်းဖြစ်ပါစေလို့ဒီညကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရစေ။အဲ့တော့ဒီတော့ဒီနေ့မှာဒါ Manchester United အသင်းတွေအပြောင်းအရွှေ့မှာထပ်ပြီးတော့အလုပ်တွေ share လုပ်နေတဲ့အကြောင်းနည်းနည်းလေးပြောအောင်။ Manchester United အသင်းတွေနဲ့အခုလက်ရှိမှာနောက်ဆုံးရသတင်းတွေရဆိုရင်တော့ Manchester United အသင်းကတိုက်စစ်ပိုင်းဖြည့်တင်းမှုအတွက်အခုချိန်မှာတောက်လျှောက်လှုပ်ဆောင်နေသေးဖြစ်တယ်။ Matthews ခုနရဲ့အပြောင်းအရွှေ့ကကျွန်တော်အနေနဲ့အခုလက်ရှိမှာပြီးပြီလို့ဆိုလို့ရသွားပြီ။ဒါအသင်းနဲ့တင်ညာဆွေးနွေးမှုကလည်းအပေါင်းလက္ခဏာဆောင်ပြီးမကြခင်မှာကျွန်တော် Here we go မြင်ရတော့မလို့သိရတယ်မှာပါတယ်။အဲ့တော့ဒီကနေ့ပတ်သက်နည်းနည်းလေးကျွန်တော် input လေးပေးချင်တာက မနေ့က Sky Sport ဘက်ကနေပြီးတော့ Manchester United သင်းက Matthews ခေါ်နာကိုခေါ်ယူနိုင်လိုက်ပြီးဆိုပြီးသူတို့ရဲ့ Twitter မှာစာမျက်နှာမှတင်ခဲ့တယ်။ Sky Sport ကဒါတုံတောင်အဲ့လိုမျိုးမတင်ဘူးပြောရမယ်ဆို Sky Sport အနေနဲ့ဒါကျွန်တော်သူများတဲ့တင်းတွေကို reference ယူပြီးတော့သူတို့အဲ့ပုံမှန်မူတီဗီတင်တာများတယ်။ဒါပေမဲ့ Sky Sport အနေနဲ့အခုလက်ရှိမှာသူတို့ရဲ့ဒါကျွန်တော်တို့ break through တစ်ခုအနေနဲ့ဒါတင်လာခဲ့တာတွေ့ရမယ်။ Spa သင်းတွေဟုတ်ဆို Spa သင်းတော့ဘုံ ်ကာမန်ချက်စတာယူနိုက်တက်တဲ့ခုလက်ရှိမှာမက်သီးဝက်စ်ခေါ်နာကိုတရဝင်တာခေါ်ယူနိုင်ခဲ့ပြီဖြစ်တယ်ဆိုပြီးသူတို့ရဲ့ Twitter စာမျက်နှာပေါ်မှာတင်ထားခဲ့တယ်သူတို့အတိအကျရေးထားခဲ့တာမန်ချက်စတာယူနိုက်တက်တဲ့ဝူဗာတန်ကိုစာချုပ်ဖြတ်သိမ်းကြီးပေးပြီးတော့ဒါကျွန်တော်တို့အာမက်သီးဝက်စ်ခေါ်နာကိုတရဝင်ခေါ်ယူနိုင်တော့မှာဖြစ်ကြောင်းကိုသူတို့ရဲ့ Twitter စာမျက်နှာပေါ်မှာတင်ခဲ့ပြီးတော့သူတို့နဲ့ဒါ Sky Sports ကအရေးကြပါညာသူတို့သိပြီးဆွေးနွေးလေးမရှိဘူးဒါသူတို့ကဒီလိုပုံစံမျိုးပဲတင်ခဲ့တယ်ကစားသမားအနေနဲ့ဒါမန်ချက်စတာယူနိုက်တက်တဲ့မှာ9နှစ် plus 1နှစ်စာချုပ်ချုပ်မှာဖြစ်တယ်ဆိုတဲ့ပုံစံမျိုးရေးတင်ထားခဲ့အဲ့တော့ဒါမက်သီးဝက်စ်ခေါ်နာကတော့ဒါမန်ချက်စတာယူနိုက်တက်ဘောင်းဖြစ်သွားပြီလို့ဆိုလို့ရမယ်ဒီမှာပါတယ်အဲ့တော့ Manchester United အသင်းအနေနဲ့ဒါပထမဆုံးဒီနှစ်လွေရာသီးရဲ့ခေါ်ယူမှုကတော့ Matthews Corner တရားဝင်ဖြစ်သွားပြီလို့ကျွန်တော်အနေနဲ့မှတ်ယူလို့ရတယ်အဲ့တော့ဒီနေ့မနက်တရားအနေနဲ့ Manchester United အသင်းကမတုံဆိုင်နေတော့ဘဲနဲ့ဒီကစားသမားကိုလည်းတရားဝင်ဒါစတင်ပြီးဆွေးနွေးနေပြီဆိုတဲ့သတင်းတွေကိုဒါ TM1 level ကနေပြီးတော့စတင်ပြီးတက်လာခဲ့တာဖြစ်တယ်အဲ့တော့ Manchester United အသင်းကလာမယ့်လွေရာသီးမှာ Liam Delap ကိုခေါ်ယူဖို့အတွက်တရားဝင်ဆွေးနွေးမှုတွေကိုသူ့ရဲ့ agent နဲ့စတင်ပြီးတော့လှုပ်ဆောင်နေပြီဆိုတဲ့သတင်းတွေကိုတောက်လျှောက်တောင်းတောင်းဖျက်ဖျက်တက်လာတာတွေ့ရမယ်ဒီသတင်းနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုကျွန်တော်အနေနဲ့စိတ်ဝင်စားတယ်လို့ပြောပြ ြရစီမန်ချက်စတာယူနိုက်တက်အသင်းနဲ့အခုလက်ရှိမှာလီယမ်ဒလက်ကိုခေါ်ယူရေးကလာမယ့်ညရာဒီရဲ့ဒါဆိုလာမယ့် မနက်ပြန်ရဲ့မနက်ပြန်ညရဲ့ဒါရလက်ပေါ်မှာအများကြီးမူတည်နေလို့မြင်တယ်မနက်ပြန်ညမှာဒါကျွန်တော်တို့ Manchester United တင်းနဲ့ Supply ရရှိခဲ့မယ်ဆိုတော့ Liam Delap ကိုခေါ်ယူတော့မဟုတ်ဘဲနဲ့ Manchester United တင်းနဲ့မနက်ပြန်ညမှာ Supply မရရှိခဲ့ဘူးဆိုရင်တော့ Liam Delap ကိုခေါ်ယူသွားမှာဖြစ်တယ်ဒါကြီးကိုခင်ဗျားနည်းနည်းလေးရှုပ်သွားမယ်လို့မြင်တယ်ဟုတ်တယ်ကျွန်တော်နေတာရှင်းပြချင်တယ်အဲ့တော့ Manchester United တင်းနဲ့လာမယ့်နေရာဒီမှာ Europa League ရခဲ့ပြီး Champions League ဝင်ခဲ့မယ်ဆိုရင်တော့သူတို့အနေနဲ့ငွေပိုသုံးနိုင်မှာဖြစ်ပြီးတော့ Victor Kyogres ကိုခေါ်ယူသွားဖို့အတွက်ပြင်ဆင်လာခဲ့တယ်။အခိုင် Manchester United တင်းသားမနဲ့ပြန်ကြရင်လည်းကျွန်တော်တို့ Champion League မရခဲ့ပေနဲ့ဒါ Europa League ပါဆုံးရှုံးထားခဲ့မယ်ဆိုရင်တော့သူတို့အနေနဲ့ဒီ budget ဝင်ကျင်တာတန်း30ပတ်ချာလဲဝင်ကျင်ကြတဲ့ကနေပြီးတော့ Liam Delap ကိုခေါ်ယူဖို့အတွက်တရားဝင်ဆွေးနွေးနေပြီလို့ဆိုလို့ရမယ်တမပါ။အဲ့တော့လက်ရှိမှာ United တင်းကဘယ်လိုပုံစံမျိုးတက်ခေါင်းထဲမှာထည့်ထားတယ်လဲမသိပေမဲ့ Liam Delap ကိုတော့ United တင်းကတရားဝင်ဆွေးနွေးမှုတွေကိုပြုလုပ်နေပြီဆိုတဲ့သတင်းကတော့တောင်းတောင်းဖြဖြတက်လာခဲ့ပြီလို့ဆိုလို့ရတယ်။အဲ့တော့ဒါ Liam Delap ကိုတိုင်ကလည်းလက်ရှိမှာ Newcastle United Everton Chelsea တို့ကိုညှင်း ပယ်ပြီးတော့ Manchester United အသင်းနဲ့သာ တရားဝင်ဆွေးနွေးသွားဖို့အတွက်ဒါပြင်ဆင်နေခဲ့တယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်တို့လက်ရှိမှာ Liam Delap ကဒါကျွန်တော် Manchester City ရဲ့ဒါကျွန်တော် Academy Product ဖြစ်တယ်ဒါပေမဲ့သူ့အနေနဲ့ဒါ Manchester City Academy Product တာဖြစ်မယ် Manchester United ပြိတ်သက်လို့လဲကောလာဟာလာတွေရကြားသိရတယ်မှာပါအဲ့တော့မြေတို့ပင်စိုးစီကမှုဒါကျွန်တော်ကစားသမားကတော့ Manchester မြို့အသင်းကိုဒါပြန်ဖို့အတွက်ဒါအားဆိုင်နေပြီးတော့သူတို့အနေနဲ့ဒါကျွန်တော် Liam Delap ကိုတိုင်ကလည်း Manchester United မှာ Manchester United ပုံစံမျိုးကိုကျွန်တော်တွေ့ရမယ်တယ်မှာပါအဲ့တော့လက်ရှိမှာဒါကစားသမားကတော့ Manchester United မှာ Manchester United ဖြစ်နေတဲ့အချိန် ဖြစ်တဲ့ကြောင့် Manchester United ဘက်ကလည်းဒီကစားသမားနဲ့တရားဝင်ဆွေးနွေးမှုတွေကိုပြုလုပ်ခဲ့တယ်လို့ပဲကျွန်တော်အနေနဲ့သိရတယ်။အဲ့တော့ဒီကစားသမားမှာဒါကျွန်တော်တန်းစင်းသွားရင်စာချုပ်ဖြတ်သိမ်းခြင်းပေါင်တန်း30ရှိတယ်။အခုလက်ရှိမှာ Ipswich Town ကလည်းတရားဝင်တန်းစင်းသွားပြီဖြစ်တဲ့တကြောင့်မို့ဒီကစားသမားကိုခေါ်ယူမယ်ဆိုရင်တော့ပေါင်တန်း30သာကျတဲ့မှာဖြစ်တယ်လို့ကျွန်တော်သိရမယ်တော့မှာပါ။အဲ့တော့ United အသင်းရဲ့ဒီနေရာမှာဒါခုနပြောလို့ပဲ ယူရိုပါလီရရှိခဲ့မယ်ဆိုရင်တော့ Victor Kyokres ယူရို65သန်းပေါင်55သန်းပတ်ချလဲဝင်ကြကစားသမားကိုပြစ်မှတ်ထားမယ်။အဲဒါယူရိုပါလီတာမရရှိခဲ့ဘူးဆိုရင်တော့ Manchester United အသင်းအနေနဲ့ဒါကျွန်တော်တို့ အာလီယမ်ဒလပ်ကိုခေါ်ယူသွားဖို့အကြီးကျယ်ကြိုးစားသွားမှာဖြစ်တယ်။အဲ့တော့အဓိကအဒီယမ်မှာမန်ချက်စတာယူနိုက်တက်တဲ့ဒီယမ်ဒလပ်ကိုအခုချိန်မှာဆွေးနွေးထားတဲ့အကြောင်းအရာတစ်ဖက်ကဗစ်တာကာယိုဂရက်စ်ကအာစနိုတင်းတဲ့အစင်တော်လေးကိုဖြည်နေတဲ့အတွက်ကြောင့်အစင်တော်လေးကိုပြည်နေတဲ့အတွက်ကြောင့်မို့ဒီကစားသမားအနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့မန်ချက်စတာယူနိုက်တက်ကိုပြောင်းမှုမပြောင်းဘူးဒါကျွန်တော်တို့အခြေအနေတွေကသိပ်ပြီးတော့ဒါမတိကြဘူးလို့သိရတယ်တမပါ။အဲ့တော့ဒါအကယ်၍မန်ချက်စတာယူနိုက်တက်ကဒါကတော့ဗစ်တာကာယိုဂရက်စ်သားဒါကျွန်တော်တို့မရခဲ့ဘူးဆိုရင်လီယမ်ဒလပ်ကိုအခုချိန်ကျဆွေးနွေးထားတယ်။ဒီတဲ့င်းကိုတော့လက်ရှိမှာဒါကျွန်တော်ဘန်ဂျီကော့ပ်စ်တီယာ2လေဗယ်ကနေပြီးတော့တင်ဆက်ပေးထားပြီးဒီ ဖာဗီဂျီရိုရိုမာနိုကလည်းလီယမ်ဒလပ်ရဲ့အေဂျင့်နဲ့ဆွေးနွေးနေတယ်ဆိုတော့ TMW level တွေကတဆင့်ဒါကျွန်တော်သူ့ရဲ့ podcast ထဲမှာတွေ့ရမယ်ထဲမှာပါအဲ့တော့ပြောချင်တာကလက်ရှိမှာ Manchester United အသင်းနဲ့လာမယ့်ညရာဒီမှာတိုက်ဆက်ပိုင်းပြောင်းလဲမှုကြီးကြီးမားမားလုပ်သွားမယ်ဒါကြောင့်မို့တာ Manchester United အသင်းအနေနဲ့ဒါကြောင့်လီယမ်ဒလပ်ကသူ့ရဲ့ဆွေးနွေးခန်းဖြစ်တဲ့ပုံစံမျိုးကိုဒါ အဲတရားဝင် ဖွင့်နေတဲ့မှာပါလာခဲ့တယ်ဗျာ။အဲ့တော့ Manchester United ကဒီနေရာမှာနေမဟုတ်ဘဲနဲ့ဒါကျွန်တော်အခုချိန်မှာဒါတရားဝင်လှုပ်ဆောင်နေတဲ့နောက်တစ်ချက်ကဘာလဲဆိုတော့ဂူသမာပဲ။ဂူသမာနေရာမှာ Manchester United အသင်းရဲ့လက်ရှိဂူသမာ၃ယောက်မှာဒါကျွန်တော် Tommy Tan ကစာချုပ်အသစ်ချုပ်ဆိုမှုအတွက်ဒါတစ်နှစ်ပေါ့နော်။တစ်နှစ်စာချုပ်အသစ်ချုပ်ဆိုမှုအတွက်ပြင်ဆင်နေတယ်။ဒါပေမဲ့ Tommy Tan ကဒါပွဲကစားဖို့ဆိုရတဲ့အသင်းမှာဒါကျွန်တော်ဂူသမာဒါ နီးပြရင်တူတာကျွန်တော်တို့နီးပြအဖွဲ့ဝင်မှာဒါအဓိကပါဝင်သွားဖို့ရှိတယ်ဒါပေမဲ့အဓိကဂိုးသမားနေရာမှာအဲ့တော့လက်ရှိမှာ United အသင်းနဲ့အဓိကဆုံးရှုံးသွားမှာ LT ဘရင်တာပဲ LT ဘရင်တာကို United အသင်းလာမဲ့လူရသည်မှာဆုံးရှုံးသွားဖို့အတွက်တီချာတလောက်ရှိနေပြီ LT ဘရင်တာကိုတိုင်ကလက်ရှိမှာသူ့အနေနဲ့နံပါတ်1ဂိုးသမားနေရာရရှိရေးအတွက်သူ့အနေနဲ့ပုံမူပြီးတော့ကောင်းနေတာကျွန်တော်တို့အတင်းတင်းကိုသူအနေနဲ့ပြောင်းရွှေ့ဖို့ကြံစည်နေတယ်။လက်ရှိမှာ Manchester United အတင်းကလည်း Onana ရဲ့အပြောင်းရွှေ့သွဲဈေးကောင်းတာရမယ်ဆိုရင်သူတို့အနေနဲ့ရောင်းချသွားဖို့အတွက်ပြင်ဆင်နေပြီးတော့ sorry ပါ အသင်းအနေနဲ့ Saudi Arabia ဘက်ကနေပြီးတော့ Euro တန်း40နဲ့တန်း90ပတ်ချာလေးဝင်ရင်ရတာ Onana အတွက်ဒါတရားဝင်ကန့်လှမှုပြုလုပ်လာခဲ့မယ်ဆိုရင်တော့ United ဘက်ကနေပဲလက်ခံသွားဖို့ရှိအဲ့တော့ United လက်ရှိဂိုးသမားတွေထဲမှာ Tommy Dan တယောက်ကလွင်ကျန်တဲ့ဂိုးသမားတွေအသင်းကထွက်ဖို့အတွက်ဒါကျွန်တော်တို့အခြေအနေတွေအများကြီးပြီးနေတယ်အဲ့တော့ United တို့လာမယ့်နွေရာသီမှာဂိုးသမားတယောက်ဒါမှမဟုတ်2ယောက်လောက်ထိခေါ်ယူသွားဖို့အတွက်ပြင်ဆင်နေတယ်အဲ့တော့ United အသင်းနဲ့ဒါကျွန်တော်များမကြမေးဒါ Europa League ဖလားပွဲစဉ်ပြီးသွားမယ်ဆိုရင်အခြေအနေပေါ်မူတည်ပြီးတော့ဒါလက်ရှိ Spain ဂိုးသမားဖြစ်တဲ့ Juan Garcia ကိုတရားဝင်တာခေါ်ယူဖို့အတွက်ဆွေးနွေးသွားမယ် ဲလက်ရှိမှာဒီကစားသမားကအာစနယ်နဲ့ကြားထဲမှာဆွေးနွေးခဲ့ပေမဲ့ယူဟန်ကာစီယာကနံပါတ်1ဂိုးသမားဖြစ်ရှင်တဲ့အတွက်ကြောင့်မလို့အာစတိုအသင်းဒေးဗစ်ရိုင်ယာရှိနေမှုအတွက်ကြောင့်မလို့လက်ရှိမှာယူဟန်ကာစီယာကဒါကျွန်တော်အာစတိုအသင်းရဲ့ကမ်းလှမ်းမှုကိုညှင်းပယ်ခဲ့ဖို့ရှိခဲ့တယ်။ဘာကြောင့်လဲဆိုတော့ခုနကဘသူကနံပါတ်1ဂိုးသမားဖြစ်ရှင်တဲ့အရန်ဂိုးသမားဖြစ်ရှင် important role ဖြစ်ရှင်အခုလက်ရှိသူ့ရဲ့အသင်းမှာလည်းဒီကစားသမားကနံပါတ်1ဂိုးသမားဖြစ်နေတဲ့အတွက်ကြောင့်မလို့သူ့ရဲ့ဒီနေရာကိုဆွတ်လွတ်ပြီးနောက်တနေရာကိုသွားမယ်ဆိုရင်သူဒီဒီနေရာပုံစံမျိုးပုံစံမျိုးသူလိုချင်တယ်။လာစားဘာညာပုံစံမျိုးကဒါအပြစ်တနာမရှိတဲ့ကြောင့် UN ကာစီယာကအဓိကလိုချင်မှုကသူ့အနေနဲ့နံပါတ်1ဂိုးသမားပဲ။အဲ့တော့တရှိမှာ Manchester Manchester United ပြည်သက် Manchester United ဒီဘွားအဖွဲ့ချုပ်ဒီနေနဲ့ Owner နာကိုတဖြည်းနဲ့တဖြည်းတော်တော်လေးကိုစိတ်ပြတ်နေပြီဖြစ်ပြီးတော့လာမယ့်နွေရာသီမှာ Number 1ဂူသမားနေရာအတွက်အဓိကပြောင်းလဲဖို့အတွက်ဒါကျွန်တော်ကြိုးစားသွားနေတယ်လို့သိရတယ်မှာအဲ့တော့ United အသင်းအနေနဲ့အခုလက်ရှိနောက်ဆုံးရသတင်းတွေအရ UN Garcia ကိုလက်ရှိမှာလာမယ့်ရသက်တပတ်တွေမှာတရားဝင်ဆွေးနွေးမယ် United အသင်းနဲ့အခုလက်ရှိနောက်ဆုံးရသတင်းတွေအရဒါကျွန်တော်တို့ အရန်ဂိုသမားနေရာမှာလဲဒါတစ်ချိန်ကစိတ်ဝင်စားခဲ့ဘူးတဲ့ဒါတချို့မှာအီတလီမှာလဲစော့နေတဲ့ဆူဆူဂီကိုလဲပြန်ပြီးတော့စိတ်ဝင်စားအဲ့တော့ဂျပန်ဂိုသမားဖြစ်တယ်ဂျပန်လူမဲဂိုသမားကိုလက်ရှိမှာဒါကျွန်တော်တို့မန်ချက်စတာယူနိုက်တက်တင်တယ်လာမယ့်နေရာဒီမှာထပ်မံခေါ်ယူဖို့တဲ့ဆက်လက်ပြီးစူးစမ်းသွားအောင်မယ်လို့သိရတယ်အဲ့တော့ယူနိုက်တက်တင်ကလာမယ့်နေရာဒီမှာဒါအဓိကဒါကျွန်တော်ဂိုသမားနေရာတို့လဲအများကြီးပတ်စံတုံးပြီးတော့ဒါဖြည့်ရှင်းသွားဖို့တဲ့ဆိုင်တကယ်ကိုဒါအသင်းအတွက်ဒါလိုအပ်တဲ့ကစားသမားကိုငွေနည်းနည်းနဲ့အကောင်းကောင်းဖြစ်တဲ့ပုံစံမျိုးသွားမယ်အဲ့တော့လက်ရှိမှာယူဝန်ကာစီယာရဲ့အပြောင်းအရွှေ့ကြောင့်နည်းနည်းလေးဒီတေးပြောအောင်ယူဝန်ကာစီယာကိုလက်ရှိမှာသူ ရဲ့မိခင်အသင်းကနေတော့ပေါင်တန်း20ပတ်ချလဲယူရို25တန်းပတ်ချလဲဝင်းညညာတောင်းမှုရှိတယ်ယူနိုက်တက်ကဒီထက်ပိုပြီးဈေးရောက်ဖို့ရနိုင်တယ်လို့မြင်ရတယ်ကစားသမားသာပုဂ္ဂိုလ်ရေးရာသဘောတူညီမှုရခဲ့မယ်ဆိုရင်တော့ယူနိုက်တက်သင်းနဲ့ဒီကိုးသမားကိုယူရို25တန်းနဲ့ယူရိုတန်း20မိုင်ကုံလောက်ရဖို့အတွက်ကြိုးစားသွားနိုင်မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်အဲ့တော့ယူနိုက်တက်အတွက်လာမယ့်နေရာဒီမှာအဓိကပြောင်းလဲဖို့လုပ်မယ်နောက်ထပ်တစ်နေရာကဂိုးပေါက်ကြားတဲ့ကလူတယောက်ကိုပြောင်းလဲသွားဖို့ပြင်ဆင်လာမယ်ယူနိုက်တက်အတွက်ကဒီနေရာကတော်တော်လေးကိုအရေးကြီးတယ်လို့အင်နီယောစ်အိုစုကယူဆထားတယ်အင်နီယောစ်ကိုယ်တိုင်ကလည်းအိုနာနာကိုဒါကြောင့်တော်တော်လေးကိုသဘောမချ ကြတဲ့တဲမှာပါလို့သိရတဲ့မှာပါတယ်လက်ရှိမှာ Ruben Amorim ရဲ့နီးပြအဖွဲ့ချုပ်အနေနဲ့လဲ Onana ရဲ့လက်ရှိအမားတွေက United အသင်းအတွက်တော်တော်လေးကိုဒါကျွန်တော်တို့ ထိခိုက်နေတာမူတယ်တဖြည်းနဲ့တဖြည်းများလာခဲ့တဲ့ကြောင့်ဒီဂိုသမားကိုပြောင်းလဲပစ်ဖို့ကလည်းအရေးကြီးတယ်လို့သတ်မှတ်တာအဲ့တော့ United တင်းနဲ့လာမယ့်နေရာဒီမှာဂိုသမားပြောင်းလဲမှုကလည်းအရေးကြီးမှုတစ်ခုဖြစ်လာနိုင်မယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိတယ်မှာပါပါတယ်မီတိုပင်စူစီကမှုအရေးကြီးဆုံးကတော့လက်ရှိမှာ United တင်းနေနဲ့ဒါကျွန်တော်တို့တိုက်ဆက်ပိုင်းခေါ်ယူမှုအတွက်ကတရားဝင်ဆွေးနွေးမှုတွေကိုပြုလုပ်နေပြီဖြစ်တယ်အဲ့တော့ဘယ်လိုပြော Manchester United တင်းတို့ကလည်းကျွန်တော်တို့ဟိုအပြောင်းအရွှေ့မှာတော်တော်လေးအလုပ်လုပ်နေပြီလို့ပြောလို့ရတယ်တော့ပါပဲ ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျေးဇူးလို့ဆိုတော့ပေါင်းကူညီလို့ရပါတယ်။မြန်မာပြည်နဲ့လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျာ။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0ဆိုတော့ TV4U ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပြီးကျွန်တော်မဆော့ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လေးပြီးကျွန်တော်အားပေးလို့ရပါတယ်။မြန်မာပြည်နဲ့လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျာ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြိုးတူပါနဲ့။ကောင်းမွန်သောနေ့နေ့ဖြစ်ပါစေ။ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တောင်းပြီ။အော်ကျွန်တော်မေ့လို့အခုလက်ရှိမှာအဲ့ဒီဂိုးသမားနဲ့မှာ UN ရက်ရှိမှာ Emily Martinez ကို United အသင်းကစိတ်ဝင်စားနေတယ်ဆိုပေမဲ့တရားဝင်ခေါ်ဝေးဖို့ ဖို့အတွက်ကတော်တော်လေးကိုခက်ခဲဦးမယ်လို့ဒီရတယ်မှာပါတယ်အဲအကြောင်ကျွန်တော်ဒီဒီမပြောတာပါတကယ်ကို update ဖြစ်လာရင်ရောအနေနဲ့ဆက်လက်ပြီးတက်ဆက်ပြီးမှဖြစ်ပါတယ်ဘယ်လောက်ပါပဲအားလုံးမကြိုးတူပါနဲ့ကျွန်တော်တောင်းပြီးပါဦးဒီပါပါဗျ